ငလင်တန်ကြောင့်တည်ဆုံးသွားတဲ့ကလင်ငယ်တွေကိုကြည့်ပြီးမူချိုထားရမှာကြောက်သွားပြီလို့ပြောလာတဲ့ဘေဘီမောင်ရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဘေဘီမောင်ကတော့လက်တလုံးမှာအမှုပညာလုပ်ငန်းတချို့ကိုရန်နာထားတာဖြစ်ပြီးကလင်ငယ်လေးကိုမွေးဖွားထားတာဖြစ်တာကြောင့်အလုပ်တွေကိုတော်တော်များများရန်နာထားကမိသားစုကိုပဲအချိန်ပေးနေခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ဒါပေမဲ့ဘေဘီမောင်ကမကြခင်မှာဖြစ်ပွားသွားတဲ့ငလင်ကိစ္စရပ်တည်နဲ့ပတ်သက်ပြီးထရမာတစ်ခုရခဲ့တဲ့အကြောင်းကိုပရိသတ်တွေကိုဖွင့်ဟပြောပြလာတာပဲဖြစ်ပါတယ် KB မောင်ကလက်ရှိအချိန်မှာသမီးအကြီးလေးနဲ့အတူသမီးငယ်လေးကိုပါပိုင်ဆိုင်ထားခဲ့ရတာဖြစ်ပါတယ်။မိခင်တရားဖြစ်သွားတာဖြစ်တဲ့အတွက်မိခင်နေနဲ့ပတ်သက်တဲ့စိတ်တွေသူ့မှာတော်တော်လေးရှိနေခဲ့တာဖြစ်ပြီးမကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ကြောက်စင်မျိုးကမူချိုအရွယ်ကလေးငယ်တွေတည်ဆုံသွားတဲ့တရင်ကိုကြားရပြီးတော်တော်လေးကိုသွေးပြက်မိတယ်လို့ပြောပြလာပါတယ်။ငလင်လှုပ်တဲ့နေကလည်းငလင်လှုပ်တယ်လို့တော့မထင်ဘူး။ကလေးငယ်လေးကိုမွေးဖွားထားရတာမကြသေးပဲနဲ့အရေးတွေပြက်နေရကြောင်းကိုကိုယ်တိုင်အားနေပြီးမူးနေတယ်လို့ထင်ခဲ့မိတာနောက်ပိုင်းမှာငလင်လှုပ်တယ်ဆိုပြီးတည်တာ တော်တော်လေးကိုထိန်လန့်သွားတယ်။နောက်ပြီးငလင်းနဲ့ပတ်သက်တဲ့သတင်းတွေကလည်းတောက်လျှောက်ဆိုသလိုတက်နေတဲ့အချိန်မှာသတင်းတွေကိုမကြည့်ရဲပေမဲ့ကြားနေရတာကြောင့်တော်တော်လေးကိုစိတ်မကောင်းဖြစ်မိရဲ့လို့ပြောပြလာပါတယ်။အထူးသဖြင့်တော့ကြောင်စင်မျိုးကမူကျုံအွေကလေးငယ်တွေတည်ဆောင်းသွားတဲ့ပုံမှာမိဘတွေကိုသူ့အနေနဲ့ဘယ်လိုတောင်ဖြည့်သိမ့်ပေးရမလဲမသိဘူးလို့ပြောရပါတယ်။ကိုကိုတိုင်းလည်းမိဘတစ်ယောက်ဖြစ်သွားပြီးသမီးလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာ ဖြစ်တဲ့အပြင်ဘေဘီမောင်ရဲ့သမီးအချင်းလေးကမကြခင်မှာမူကျုံတက်ရတော့မှဖြစ်တဲ့အတွက်သူ့အနေနဲ့ကလေးကိုမူကျုံထားဖို့တောင်တော်တော်လေးကိုထိန်းနှံ န့်သွားတယ်။မိဘတွေကလုပ်ငန်းခွင်ကိုဝင်နေရတာဖြစ်လို့မအားလို့ကလေးတွေကမူကြိုတက်ရမယ့်အရွယ်ဖြစ်လို့အကြောင်းမျိုးမျိုးကြောင့်မူကြိုမှာသွားပြီးထားခဲ့တယ်။ အခုလိုမျိုးတဘာဝဘေးဒီဖြစ်သွားတဲ့အခါမှာမိဘတွေကချက်ချင်းကိုယ့်ရဲ့သားသမီးကိုမကွာခွဲနိုင်လိုက်ဘူးဒါကြောင့်မလို့အသက်ဆုံးရှုံးလိုက်ရတာရင်းရှိရင်ဒီတဲ့င်းတွေဝကြချပြီးချင်းမှာတော်တော်လေးသွေးပြက်မိပြီးအဲ့ဒီတဲ့င်းတွေကိုမကြည့်ရဲအောင်ထိဖြစ်သွားသလိုအခုအချိန်မှာကလေးတွေအတွက်လည်းတော်တော်လေးစိတ်ပူမိပါတယ်လို့ပြောပြလာခဲ့ပါတယ်ဘေဘီမောင်ကလက်ရှိမှာတော့ငလင်းပေးတင်ပြီးသူတွေအတွက်တက်နိုင်သလောက်လှူဒန်းပေးနေရလို့လည်းပြောပါတယ်ကိုယ်တိုင်ကိုကြသွားပြီးလှူဒန်းခြင်းနဲ့ဆိုပေမဲ့ကိုကိုယ်တိုင်ကကလေးငယ်လေးနဲ့မို့လို့အဲ့ဒီလိုမျိုးသွားလာနိုင်ခြင်းမရှိသေးပေမဲ့တစ်ဖက်တစ်လမ်းကနေတက်နိုင်တဲ့ဘက်ကနေလှူဒန်း ်ပေးနေတယ်လို့ပြောပြလာခဲ့ပါတယ်။ဘေဘီမောင်နေနဲ့သားသမီးတွေဆုံရှုံသွားတဲ့မိဘတွေပေါ်မှာကိုချင်းစာစိတ်ဖြစ်မိတဲ့နောက်ပြီးအဲ့ဒီနေရာတွေကိုကိုယ်တိုင်သွားပြီးလိုအပ်တာတွေကိုအသေးစိတ်ကစားစီမံပြီးတော့တထောင်တနေရာကနေကူညီပေးခြင်းနဲ့ဆိုပေမဲ့ကိုကိုယ်တိုင်ကကလေးမွေးထားတာမကြသေးတော့အခွင့်မသားခဲ့ဘူး။နောက်ပြီးဆုံရှုံသွားတဲ့ကလေးတွေရဲ့တပ်ပုံတွေကိုကြည့်ပြီးတော့လည်းကိုယ်တိုင်ဖြစ်မစင်နိုင်ဖြစ်မိတဲ့ငါသားသမီးလေးတွေသာဆိုရင်ဆိုတဲ့စိတ်နဲ့ဘယ်လိုများဖြည့်သိမ်းရမလဲမသိဘူး။မိဘတွေကိုလည်းကိုချင်းစာနာပေးမယ်ပြောပြစရာစကားလုံးတော့မရှိဘူးလို့ဘေဘီမောင်ကပြောပြလာတာပဲဖြစ်ပါတယ်။ ပြည်သက်များရှင်မလ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလင်ကြမြန်မာနိုင်ငံတဝန်းမှာတည်ဆုံးသူဦးရင်ဟာဒီကနေ့ထိ3500ကျော်ရှိလာတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူဦးရင်က9000ကျော်ရှိကပျောက်ဆုံးနေသူ186ဦးရှိရလို့လည်းတရင်းနေမှာထုတ်ပြန်ထားတာပဲဖြစ်ပါတယ်အခုဆိုရင်ငလင်လှုပ်ခတ်လာတာ100ရက်ကျော်များရှိသွားတာဖြစ်ပြီးဒက်ပေါ်ရီရှာဖွေးရင်းနဲ့ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေကိုလှုပ်ကိုင်နေတာပါပြည်သက်ကြီးအနေနဲ့ရောအခုလိုဆုံးရှုံးသွားတဲ့အပေါ်မှာဘယ်လိုမျိုးတွေမှတ်ချက်ပြုကြံလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်